ပလက်တီပတ်ဆိုတဲ့တရိတ်ဆန်ကိုသိပ္ပံပညာရှင်တွေတချိန်ကအတုလို့ထင်ခဲ့ဘူးလေဆိုတော့ခင်ဗျားတို့သိပါသလား1999ခုနှစ်မှာဥရောပသိပ္ပံပညာရှင်တွေပလက်တီပတ်ကိုပထမဦးဆုံးမြင်တွေ့ရတဲ့အခါသူတို့တကယ်မယုံကြည်ခဲ့ပါဘူး။သူကအရန်ကိုထူဆန်းလို့နေဘဲရဲ့နှုတ်သည်လီဘာရဲ့အမိပြီးတော့ထူဆန်းတဲ့ရှီလောက်တွေအကုန်လုံးကဖာထေးရှုပ်ထားသလိုမျိုးဖြစ်နေလို့ပါသိပ္ပံပညာရှင်တဦးဆိုရင်ဒါကလူတယောက်နောက်တဲ့အရာတစ်ခုလို့ထင်ပြီးနှုတ်သီးကိုဆွဲဖြုတ်ဖို့တော့စူးစမ်းခဲ့ဖို့ပါတယ်။ဒါပေမဲ့သူတို့ထင်တယ်လို့မဟုတ်ခဲ့ပါဘူး။ပလာတီဘက်ကရာလုံးပြည့်အပြင်မှာတကယ်ရှိနေခဲ့တာပါ ခုချိန်ကြီးလေသူဘကဘာပေါ်မှာထူရှားဆုံးတတ္တဝါတွေတဲကတကောင်းပါပဲကဲဒါဆိုဒီရှက်နယ်ပဲစလိုက်ရအောင်ပါပလက်တီဘက်ကကျွန်တော်တို့နားကခွေးတွေကြောင်းနေလို့ပဲနုတိုက်တတ္တဝါပါဒါပေမဲ့တခြားနုတိုက်တတ္တဝါတွေလို့မတူတာကသူကဥဥပါတယ်ဒါကအလုံးကိုရှားပါပါတယ်တကယ်တော့ကဘာပေါ်မှာဥဥတဲ့နုတိုက်တတ္တဝါ၅မျိုးပဲရှိပြီးပလက်တီဘက်ကအဲ့ဒီတွေကတကောင်းပါဒီထက်ပိုအံ့ဩစရာကောင်းတာကပလက်တီပက်အမေတွေကသူတို့ရဲ့သားပေါလေးတွေကိုနှုတ်တိုက်ပေမဲ့သူတို့မှာနှုတ်သီးကောင်းမရှိပါအဲ့ဒီအစားသူတို့က1 byte ပေါ်ကအထူးနေရာတွေကနေ နို့ကိုရွှေးလိုမျိုးထုတ်ပါတယ်သူတို့ရဲ့ပက်ကလက်လို့ခေါ်တဲ့တားပေါက်လေးတွေကဒီနို့ကိုအမေရဲ့အမွှေးတွေပေါ်ကနေဓာတ်ရရက်ပြီးစားရပါတယ်သိပ္ပံပညာရှင်တွေတွေးရှိထားတာကပလက်တီပက်ရဲ့နို့ကအထူးခြားဆုံးပါဒါကသာမန်ဆေးဝါးတွေနဲ့တော့မတုံ့ပြန်နိုင်တဲ့အန္တရာယ်ရှိတဲ့ဖက်တီးရီးယားတချို့ကိုတတ်နိုင်တဲ့ပရိုတင်းဓာတ်ပါဝင်နေခြင်းကြောင့်ပါပလက်တီဘက်ကိုဒီတက်ပို့ပြီးအမိုက်စားဖြစ်လာစေတဲ့အကြောင်းကအထီးတွေရဲ့သူတို့ရဲ့နောက်ရှိတောက်ပေါ်မှာရှော့ထက်တဲ့ဆူးလေးတွေရှိပါတယ်။အဲ့ဒီဆူးလေးကနေအစိတ်ကိုထိုးသွင်းနိုင်တယ်။သူကကဘာပေါ်မှာအစိတ်ရှိတဲ့နိုးတိုက်တရဝအနည်းစုတွေကတကောင်းပါ။ သူရဲ့အစိတ်ကခမရိုးကိုတည်စေမှာမဟုတ်ပေမဲ့နာကျင်မှုကတော့ခမရရဲ့ပထမဦးဆုံးကောင်းမလေးဖြစ်သွားတော့ကလို့ပဲတသက်လုံးမေးမရတဲ့အနာတရကိုပေးနိုင်ပါတယ်။ဒါကြောင့်ရှစ်ဆရာကောင်းပေမဲ့ဘယ်တော့မှသွားမစတဲ့တဲ့တတဝါပါ။ပြီးတော့ပလက်တီပတ်မှာအစာရင်မရှိဘူး။သူစားတဲ့အစာကလေချောင်းကနေဦးလန်းချောင်းကိုတိုက်ရိုက်ရောက်သွားပါတယ်။အစာရှိဖြစ်ရှင်ရဲ့အဆင့်တစ်ဆင့်ကိုကျော်သွားတယ်လို့မျိုးပေါ့။သိပ္ပံပညာရှင်တွေကဘာကြောင့်လဲဆိုတာကိုသိစားမသိသေးပေမဲ့ဒါကကောင်းကောင်းအလုပ်ဖြစ်နေပုံရပါတယ်။နောက်ပြီးပလက်တီပတ်ကိုစူပါဟီးရိုးရုပ်ရှင်တွေကအကောင်လိုဖြစ်သွားတာကဒီအချက်ပါ။ သူရေထဲကိုငုံလိုက်တဲ့အခါမှာမျက်လုံးနားနဲ့နှာခေါင်းလို့ကိုလုံးဝပိတ်လိုက်ပါတယ်ဒါဆိုသူဘလို့အစာချမလဲသူက electron location လို့ခေါ်တဲ့စနစ်ကိုအသုံးပြုပါတယ်အဲ့ဒါကလျှက်စစ်ကိုခံစားနိုင်ခြင်းကိုဆိုလိုတာတန်ကောင်တွေပဇွန်သေးလေးတွေလို့တတဝါလေးတွေကချွတ်သားလှုပ်ရှားတိုင်းမှာတင်းငယ်တဲ့လျှက်စစ်အဆက်ပြမှုများကိုထုတ်လွှတ်ပါတယ် bloody bug ကဒီအဆက်ပြမှုတွေကိုသူ့ရဲ့နှုတ်သီးကနေခံစားသိရှိနိုင်ပြီးလုံးဝအမောင်းထဲမှာတော့ဘာကောင်ကိုရှာပွေနိုင်ပါတယ်။ဒါကြောင့်ပဲ bloody bug ကဥဥတဲ့လို့ကိုရွှေလို့ထုတ်တဲ့ အစာရင်မရှိတဲ့ clear စိတ်ကိုခံစားနိုင်တဲ့အထီးဆိုရင်အစိတ်ပါတဲ့ note တက်တော်ပါဒါကတဘာဝတရားကစိတ်ကူးရှိသမျှအရာအလုံးကိုတိရိစ္ဆာန်၎င်းလေးကိုထည့်ပစ်လိုက်ပြီးရပြီဒါဆိုအစဉ်ပြေပြီလို့ပြောလိုက်သလိုမျိုးပေါ့တကယ်မရှိတဲ့အကောင်တို့ထင်ရလောက်ထူးဆန်းပေမဲ့သူကလုံးဝအမှန်တကယ်ပါပလက်တီဘက်ကထူးဆန်းရုံနဲ့မကပါဘူးကဘာမကြီးရဲ့အမိုက်စားလှုပ်ဝက်ချက်လေးတွေတဲကတကူပါနံပါတ်1အဆုလော့တဲအုံနောက်ကိုပြန်ပေါက်စေသူခနာကိုတစ်ခုလုံးကိုကလေးဘွားနဲ့တသက်လုံးနေပြီးသူ့ရဲ့အုံနောက်ကိုတောင်ပြန်ပေါက်နိုင်တဲ့တတ္တဝါတကောင်ရှိရဲဆိုတာကိုခင်ဗျားတို့သိလား ဒီကောင်ကိုတော့ Axolotl လို့ခေါ်ပြီး Mexican Walking Fit လို့လည်းလူသိများပါတယ်။ဒါပေမဲ့ပထမအဦးဆုံးထူးဆန်းတဲ့အချက်ကသူကငါမဟုတ်ပါဘူး။သူက Salamander အမျိုးအစားဖြစ်ပြီးဖားရီလိုမျိုးကုန်းရီနှစ်ပါးသောတတ္တဝါပါ။သူမျက်နှာကိုကြည့်လိုက်ပါ။ရှစ်ဆရာကောင်းတဲ့အပြုံသေးငယ်တဲ့တစ်ပင်လေးတွေလိုထိုးထွက်နေတဲ့ပန်းရောင်အမွေးလိုအဟက်တွေပါပါတယ်။ပျော်ရွှင်နေတဲ့ကာတွန်းဇာတ်ကောင်လေးတစ်ကောင်နဲ့တူပါတယ်။ Axolotl ရဲ့ကလေးလေးလိုပုံပေါက်နေရတဲ့အကြောင်းရင်းကသူကအမှန်တကယ်ကလေးဖြစ်ပြီးအဲ့ဒီအတိုင်းမြဲတဲ့နေကိုဆုံးဖြတ်လိုက်လို့ပါ။ ဖားတွေလို့ကိုယ်ရည်နှစ်ပါးသောတတ္တဝါအများစုကဖားလောင်းဖြစ်ပေါ်ကကိုစတင်ပြီးအရွယ်ရောက်တဲ့အခါဂုံးပေါ်တက်ပြီးဗဟတ်တီပြောက်သွားပါတယ်။ဒါပေမဲ့အဆူလော်တဲကတော့အဲ့ဒီအဆင့်ကိုဘယ်တော့မှမကြော်တော့ပါဘူး။သူအရွယ်ရောက်လာတဲ့အခါတော့ဗဟတ်တွေနဲ့ပဲရှည်ထဲမှာနေပြီးကလေးလိုပဲဆက်ရှိနေပါတယ်။ဒီဖြစ်စဉ်ကိုနီယိုတန်နီလို့လည်းခေါ်တယ်။ဆိုလိုတာကတကယ်မကြီးပြင်းမဲ့ကြီးပြင်းခြင်းပါ။သူကရှစ်ဆရာကောင်းတဲ့ရည်ထဲကကလေးလေးပုံစံနဲ့ပဲဥဥနိုင်ပြီးသားပေါက်လေးတွေကိုတော့ရှာနိုင်ပါတယ်။ရိုးတတပြောရရင်သူကတရိတ်ဆန်လောကရဲ့ပီတာပန်လိုပါပဲ။ဘယ်တော့မှအရွယ်မရောက်ရှင်သူပါ။ပြီးတော့ ုတ်တင်ညိုတွေအင်မြောင်တွေကသူတို့ရဲ့အမိတွေကိုပြန်ပေါက်နိုင်တယ်လို့ခင်ဗျားတို့ကြားပူးမှာပါဒါပေမဲ့အဆူလော်တဲကတော့ခန္ဓာကိုယ်ရဲ့ဘယ်စိတ်ပိုင်းကိုမဆိုပြန်ပေါက်နိုင်ပါတယ်ရှည်ရောက်ပြုတ်သွားရင်တင်တနာမရှိဘူးပြန်ပေါက်လာတယ်အမိကြီးဒါမှမဟုတ်မေယုတစ်စိတ်တစ်ပိုင်းပျက်စီးသွားရင်လည်းအမားရုပ်လုံးဝမကြံဘဲနဲ့ပြီးပြည့်စုံစွာပြန်ပြင်နိုင်ပါတယ်သူကကြွက်တာအရေးပြားအယိုးများနဲ့သူတို့ကိုထိန်းချုပ်တဲ့အောင်ကြောတွေကိုတော့ပြန်လဲပေါက်စီနိုင်တယ်ဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကသိပ္ပံပညာရှင်တွေတွေ့ရှိထားတယ်အဆူလော်တဲကသူ့ရဲ့အုံနောက်နဲ့နှလုံးအစိတ်ပိုင်းတွေကိုပါပြန်ပေါက်နိုင်တယ်ဆိုတာပါ ဟုတ်ပါတယ်သူ့ရဲ့အုံနောက်အစိပ်ပိုင်းတွေပါသူတေတီတွေကအစိုးလော်တဲ့အုံနောက်အစိပ်ပိုင်းကိုဖယ်ရှားခဲ့ဥပါတယ်ဒါပေမဲ့ရတတပတ်အနေငယ်အတွင်းမှာဘာမှမဖြစ်ခဲ့တဲ့လိုမျိုးပြန်ပေါက်လာခဲ့တာပါအစိုးလော်တဲ့ကထူးဆန်းယုံနေမကပါဘူးအန်ဩစီကကောင်းတဲ့တက်တော်ဝါတကောင်းပါအစိုးလော်တဲ့ကပျက်စီးသွားတဲ့အရာမှန်သမျှကိုပြန်အစားထိုးနိုင်ပေမဲ့ခမားလိုပဲသူမနဲ့လေတဲ့ကအေးလေးပျက်စီးသွားတာကိုတော့အစားထိုးနိုင်မယ်မထင်ပါဘူးအခုလို့ဗီဒီယိုလေးကိုနောက်ဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကခရစ်ပါနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်